မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့နယ်မြောက်ပိုင်းမြို့နယ်အမှတ်40ရက်ကွက်ရုံးကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ19ရက်နေ့ညနေ6:45မိနစ်အချိန်မှာ The Light of Union မြို့ပြပျောက် जा အဖွဲ့ကမြောက်တကုံမြို့နယ်42ရက်ကွာအုပ်ချုပ်ရေးမှုရုံးကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။လက်ပစ်ဘုံဟာရုံးအတွင်းထဲကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ရုံးထဲမှာရှိတဲ့စစ်အာဏာရှင်လက်ပါစီများအုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်နိုင်တယ်လို့သိရပါတယ်အဲ့ဒီအမှတ်40နဲ့ရက်ွက်အုပ်ချုပ်ရေးမှုရုံးကိုတိုက်ခိုက်ရခြင်းဟာရက်ွက်အုပ်ချုပ်ရေးမှုအပါအဝင်ယာအိမ်မှုများစေအိမ်မှုများဟာအာဏာသိမ်းတဲ့ကာလတစ်လျှောက်လုံးမှာပြည်သူလူထုအပေါ်ကိုကိုထိလက်ရောက်နှိပ်စက်ခြင်းချိမ့်ချောက်ခြင်းများမကြာခဏပြုလုပ်ခြင်းစစ်ကောင်စီအလိုကြမတရားဆင့်မှုထမ်းခြင်းအတွက်ပြည်သူလူထုကိုဖိအားပေးချိမ့်ချောက်ခြင်းများပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်ရန်ကုန်မြို့မှာရှိတဲ့ရက်ွက်အုပ်ချုပ်ရေးမြို့နယ်အုပ်ချုပ်ရေးခရိုင်တိုင်းအဆင့်အုပ်ချုပ်ရေးနဲ့ဆက်ဆက်သမျှစစ်ကောင်စီရဲ့လက်ပါစီများအားလုံးကိုလည်းဆက်လက်ပြီး ီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းကိုအဲ့ဒီအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းရတော့စကိုင်းတိုင်း6မြို့နယ်ကန်စည်းရွာပြူစောတိစကန်းကိုတော်လိုင်းပူပေါက်တပ်ဖွဲ့တွေကစက်တံမာလ19ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စုနဲ့ပြူစောတိအများအပြားတုံပန်းအဖြစ်နဲ့ဖမ်းဆီးရမိတယ်လို့လက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်6မြို့အနောက်ဘက်၄မိုင်ခန့်အကွာ6မြို့အမြင့်လမ်းပေါ်မှာရှိတဲ့ကန်စည်းရွာပြူစောတိစကန်းကိုတော်လိုင်းတပ်တွေကစက်တံမာလ19ရက်နေ့မနက်၄နာရီမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့မနက်9နာရီမှာစကန်းကိုသိ ိမ့်ပိုင်နိုင်ခဲ့တယ်လို့ဆိုပါရယ်ကျွန်တော်တို့တွန်လိုင်းရဲ့အဖွဲ့တွေတော်တော်များတယ်ဗျမနက်ကကင်မွန်တော်ပြူစောတိရွာအနောက်ဘက်ကကန်စည်းရွာပြူစောတိစခန်းကိုဝင်စီးတာအခုတရွာလုံးကိုတွန်လိုင်းတပ်ဖွဲ့တွေကစီးနင်းသွားပြီစခန်းသိမ်းသွားနိုင်တာဟုတ်တယ်ဗျ အရှင်ကိုးရောက်မိတယ်လို့တော့လောလောဆယ်သိထားရတယ်ဒီထက်လည်းပိုတယ်လို့တော့ကြားမိတယ်လက်နက်ခဲယမ်းတွေကိုလည်းတင်စီရရှိထားတယ်ဗျအခုတော့နေမြရှင်းလေးတွေလုံနေတုံးပါပဲလို့ဒေသခံတော်လိုင်းကြီးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဖမ်းမိတဲ့တုံမန်းစရင်နဲ့တင်စီရမိထားတဲ့လက်နက်ခဲယမ်းစရင်တွေကိုတော့မထုတ်ပြန်သေးဘူးလို့သိရပါတယ်ကန်စည်းရွာပြူစောတိစခန်းဟာချောင်းဦးနယ်ကင်မွန်တော်ရွာပြူစောတိစခန်းရဲ့အနောက်ဘက်မှာကဲ့ရတီရှိတာဖြစ်ပေမဲ့တော်လိုင်းတပ်တွေစီးနေတိုက်ခတ်တဲ့အချိန်မှာစစ်ကောင်စီအုပ်စုကမြေပြင်စစ်ကူမပေးဘဲချောင်းဦးမြို့ပေါ်နဲ့ကင်မွန်တော်ပြူစောတိစခန်းကနေပြီးတော့လက်နက် ကြီးပြစ်ကူတာတွေရှိခဲ့တယ်လို့တော်လိုင်းရဲဘော်တွေကဆိုပါတယ်။ကန်စည်းရွာပြူစော်တီစခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီအုပ်စုရဲ့ဝါရဖြန့် Telegram Channel တွေမှာတော့ကန်စည်းရွာပြူစော်တီစခန်းတိုက်ခိုက်ခံရလို့ ပြူစောတိတွေစခန်းကနေဆုတ်ခွာပေးရချောင်းကိုရေးသားထားပါတယ်စစ်ကောင်စီအုပ်စုရဲတွေနဲ့ဒေသခံပြူစောတိတွေထိခိုက်ဒေဆုံးသူတွေရှိတယ်လို့တချို့ဖမ်းဆီးခံရပြီးတော့လက်နက်ခဲယမ်းတွေလည်းပာသွားတယ်လို့မြေပြင်စစ်ကူပေးဖို့အတွက်တောင်းဆိုပါတယ်လို့ဖော်ပြထားပါတယ်ကံစည်းရွာပြူစောတိစခန်းကပြူစောတိတွေနဲ့ကင်မွန်တော်ပြူစောတိစခန်းကပြူစောတိတွေဟာစစ်ကောင်စီအုပ်စုနဲ့ပေါင်းပြီးတော့6ဦးနေထဲမှာရွာစဉ်ပတ်မွေလူတက်လူရက် မိရှုတာတွေကိုလှုပ်ဆောင်ကခိုးရပါပစ္စည်းတွေကိုခွဲဝေရယူနေတာဖြစ်တယ်လို့ဒေတာကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေးမြို့နယ်အနီးစပ်ဆုံးနေရာတွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးပစ်ခတ်တမ်းများစုညံနေပြီးတော့တိုက်လေရင်များလည်းမကြာခဏအတက်ဆင်းလုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မနက်6:00နာရီဝန်းကျင်ကစတင်ပြီးတော့မန္တလေးမြို့ပေါ်ကလက်နက်ကြီးများနဲ့ပစ်ကူပေးနေပြီးတိုက်လေရင်များနဲ့လည်းဘုံကျဲတိုက်ခတ်မှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်30ပေကြီးရွာအနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့ PDF စစ်ကြောင်းများတက်လာတယ်ဆိုတဲ့သတင်းများကြောင့် စစ်တပ်ကလေရင်ပစ်ကူများလက်နက်ကြီးပစ်ကူများနဲ့ပစ်ခတ်နေခြင်းဖြစ်တယ်လို့သိရပါတယ်အခုတည်းကတော့မန္တလေးဘက်အချမ်းစစ်တပ်အခြေပြုထားတဲ့ရွာတွေဘက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်နေတာတောက်လျှောက်ပဲလက်နက်ကြီးအလုံးကြီး60လောက်ရှိနေပြီးတိုက်လေရင်တွေလည်းတက်ပြီးတော့ဘုံကျဲတာတွေလုံနေတယ်30ပေကြေးရွာဘက်မှာစစ်တပ်နဲ့ PDF တပ်တွေတိုက်ပွဲတွေဖြစ်နေတယ်လို့သိထားရတယ် PDF တွေအများကြီးရောက်နေလို့ပြစ်နေတယ်လို့လည်းသိထားရတယ်30ပေကြေးရွာကတော့မန္တလေးနဲ့တော့အရန်ကြီးကိုနီးနေပြီလို့ မန္တလေးအခြေဆိုင်စီရင်တရင်ရင်မြစ်ကပြောဆိုထားပါရယ်လက်နက်ကြီးပြစ်ခတ်တမ်းများကိုမန္တလေးတမျိုးလုံးကြားနေရပြီးတော့တိုက်လေရင်တမ်းများလည်းမကြာခဏကြားနေရတယ်လို့သိရပါရယ်မြို့ကန်တွေကတော့လက်နက်ကြီးပြစ်ခတ်တမ်းများကြောင့်ဒီကနေ့မနက်အစောပိုင်းကစတင်ပြီးတော့တတိနဲ့စောင့်ကြည့်နေရကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်မှာကပ္ပဆာ25နဲ့ကပ္ပဆာ21တို့ကိုတွေ့တန်းထားတဲ့မီးလိုင်းများကိုပြင်ဆင်ရလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရအောင် စစ်ကောင်စီတပ်သား18ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ16ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်စက်ရုံများဖြစ်တဲ့ကပ္ပစ95နဲ့ကပ္ပစ21တို့ကိုတွေ့တန်းထားတဲ့မီးလိုင်းများကိုစလင်းညွန့်နဲ့ပကဖကဖျက်တောက်နိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပြတ်တောက်သွားတဲ့မီးလိုင်းများကိုပြန်လည်ပြင်ဆင်ရန်အတွက်စက်တဘာလ18ရက်နေ့မှာအင်အား150ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခြင်း၊ drone နဲ့တိုက်ခိုက်ခြင်း၊ rocket များနဲ့ပစ်ခတ်ခြင်း၊လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများကိုလုံဆောင်ခဲ့တယ် လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၈ဦးသေဆုံးကစစ်တပ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့တော့လဲတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘူးလို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာစက်တဘာလ၁၈ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ၊နေမြေ၃၊နေမြေ၂၊မကွေးတိုင်းပကဖ၊ဒရုန်းလက်ရုံတပ်ဖွဲ့ဖြစ်တဲ့တိုင်းငတ်နဲ့ စိတ်ဖြူတော်လိုင်းရေးတပ်ဦးမင်းမှုခရိုင်တိုင်ရင်တက်မင်းမှုခရိုင်တိုင်ရင်ကားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်သတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးကျေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကြောင့်ပြည်သူ၁၀ဦးနဲ့တော်လိုင်းရဲဘော်၅ဦးစုစုပေါင်း၁၂ဦးတိစုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ၂၀ရက်နေ့ညနေ9:00အချိန်မှာမန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးရွာကိုစစ်တပ်က က်လေရင်နဲ့ဘုံကျက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျက်ချခဲ့ခြင်းဖြစ်ပြီးတော့အဲ့ဒီငန်းမြာကြီးခြေွာဟာပြည်သူ့ကာကွယ်ရေးတပ်များကတိမ့်ပိုက်ထားတဲ့ခြေွာဖြစ်တယ်လို့သိရပါဗါဘုံကျက်တိုက်ခိုက်မှုကြောင့်ပြည်သူ၁၀ဦးနဲ့တော်လိုင်းရဲဘော်၂ဦးစုစုပေါင်း၁၂ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗါဂျက်ဖိုင်တာနဲ့ပြစ်တာမြေပြင်မှာတော့ဘာတိုက်ပွဲမှမရှိဘူးကနအူးဘုံတစ်လုံးကျဲချတယ်နောက်ပြီးတော့ပတ်ပြန်ဝဲပြီးဒီချိန်ကိုရော့ကက်နဲ့နှလုံးအချိန်ကြီး၃ခေါက်ပြစ်တယ်စုစုပေါင်းရော့ကက်၆လုံးဘုံနှလုံးကျဲချပြီးတော့စက်တက်နဲ့နဲ့ပါပြစ်တယ် ေဆုံးသွားတာကပြည်သူ10ဦးနဲ့တော်လိုင်းရဲဘော်9ဦးစုစုပေါင်း12ဦးသေဆုံးသွားတယ်ပြည်သူအယောက်90လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူကာကွယ်ရဲဘော်တို့ကပြောဆိုခဲ့ပါတယ်။ဩဂတ်စ16ရက်နေ့မှာငန်းစုံမြို့နယ်ငန်းမြာကြီးပြူစောတိကြေးရွာကိုပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်အတွင်းမှာရှိတဲ့စက်တွေရေးတပ်အတွင်းထဲမှာပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တွေပါဝင်ကြမယ် တက်ကြီးပိုင်းအမျိုးသားအင်အား950ကိုစစ်တင်တန်းပေးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ16ရက်နေ့ကစတင်ပြီးတော့ပြည်ဦးလွင်မြို့နယ်ကြီးရွာများနဲ့ရက်ကွက်အုပ်စု55အုပ်စုဝင်းကျင်ကတက်ကြီးပိုင်းအမျိုးသားအယောက်950ဝင်းကျင်ကိုပြည်ဦးလွင်အခြေစိုက်စက်တွေတက်အတွင်းထဲမှာစစ်တင်တန်းပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ပြစ်ခတ်မှုတင်တန်းများကိုမိုးချိုရက်ကွက်အနားမှာရှိတဲ့စက်ပြစ်ခွင်းမှာပို့ချနေတယ်လို့သိရပါဗျ။ပြည်ဦးလွင်မှာရက်ကွက်တစ်ခုကြီးရွာအုပ်စုတစ်ခုကို တစုကိုလူဦးရေ၁၀ရောင်နှုန်းနဲ့ အုပ်စု55ခုကအင်အား950ဝန်းကျင်ကိုစက်သွယ်ရေးတပ်ထဲမှာခေါ်ပြီးတော့စစ်တင်တန်းတွေပေးနေပြီး စာတွင်းနဲ့ညအိတ်တာကိုတော့စက်သွေးအိတ်တက်ထဲမှာပဲလုတ်တယ်ပြစ်ခတ်မှုတင်တန်းကိုတော့စက်ပြစ်ကွင်းမှာပေးနေတယ်တက်ကြီးပိုင်းအမျိုးသားတွေအကုန်လုံးတက်နေရတာပြည်သူလုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဖွဲ့ဖို့အတွက်စစ်တင်တန်းပေးနေတာလို့ပြင်းလွင်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်စစ်တင်တန်းတက်နေရတဲ့သူတွေကတော့ပြင်းလွင်မြို့နယ်ကပြည်သူများဖြစ်တော်လဲနေအိမ်ကိုပြန်ခွင့်မပေးဘဲစက်သွေးအိတ်တက်တွင်းထဲမှာသာနေထိုင်ခွင့်ပြုထားတယ်လို့သိရပါတယ်နေအိမ်များကိုလည်းတယ်လီဖုန်းတွေတောင်မှစက်သွေးခွင့်မပေးဘဲစခန်းသွင်းစစ်တင်တန်းလေ့ကျင့်ပေးနေခြင်းဖြစ်တယ်လို့သိရပါတယ် ပြင်းလွယ်မြို့နယ်မှာပြည်သူစစ်ခေါ်ပြူစောတိအများအပြားကိုလည်းစစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားပြီးတဲ့နောက်အခုလိုမျိုးပြည်သူလုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ်နဲ့တပ်ကြီးပိုင်းအမျိုးသားများကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်စစ်တင်တန်းပေးနေခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ